မင်္ဂလာရှိတဲ့ကျွန်တော်တို့စူပါဆန်တီတနင်္ဂနွေညချမ်းလေးပါခင်ဗျဒီနေ့ကျွန်တော်နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့ညဘက်အချိန်မှာတော့ကျွန်တော်တို့အခုလာမယ်ပေါ့နော်ကျွန်တော်တို့နိုဝင်ဘာလတတိယပတ်တပတ်တာအတွက်ဖြစ်ပျက်လာနေရှိတဲ့ကမ္ဘာရွှေစည်းကွက်အနေထားကိုကျွန်တော်တုံးသက်ဒီဗီဒီယိုလေးမှာတုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်ပြီးကြတဲ့ပတ်ကတော့ကမ္ဘာရွှေစည်းရအောင်ကျွန်တော်တို့တနင်္လာနေ့ရနေပြီးတော့ကျွန်တော်တို့ဂျာရာဘရိနေ့နေ့လောက်အထိအတက်အားကောင်းခဲ့တဲ့ဂျာရာဘရိနေ့ညကနေပြီးတော့ တောက်ကြနေညာတိတက်ရောက်ခွဲ့တွင်မှဈေးထိုးကြသွားခဲ့တယ်ပေါ့နော်ထိုးကြသွားခဲ့ပြီးတော့ဟာဒါမဲ့တပတ်တာမှာတော့အသက်ခပ်ပါပါနဲ့ပိတ်ခဲ့တယ်ခင်ဗျအဲ့လိုမျိုးပိတ်သွားခဲ့တဲ့ကဘာရွှေစရအခုလာမဲ့တပတ်တာမှာဈေးအသက်အားဆက်ကောင်းမလားဈေးပြန်ကျနိုင်မလားဒါမှမဟုတ်လည်းဈေးကဈေးငြိမ်တက်နေတာပဲပြေးမလားဆိုတော့ကျွန်တော်ကဘာရွှေရဲ့ဈေးအသက်အကျချက်ကိုကြည့်ပြီးတော့တုံးသက်ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီအဲ့ဖက်တခါကြာဒါတော့ကဘာချွေစင်းနေတာကိုတည့်ရတာနဲ့ကျွန်တော်ကြည့်နေချင်းဖြစ်ပါတယ်အာကျွန်တော်တို့တောက်ကြနေရဆိုရင်ဈေးအကြုံခက်ကြီးကြီးတုံးကိုကျွန်တော်မြင်ခဲ့ရတယ မြင်ကြလိုက်ခါမှာကျွန်တော်ဒီမှာဈေးကျတယ်ဒီမှာဈေးပြန်ကန်တက်လာပြီးတော့ဈေးပြန်ကျနေတတိယပြကျွန်တော်ဒီဒါပင်မဗျာဒါပင်မဈေးတက်ခဲ့တဲ့လမ်းကြောင်းကြီးလမ်းကြောင်းကြီးကဒီဈေးတက်ခဲ့တဲ့လမ်းကြောင်းကြီးကနေပြန်ကျတယ်ပြန်ကျတယ်ကျပြီးတော့ပြီးခဲ့တဲ့ကျွန်တော်တို့အပတ်တော်ဆိုရင်တနင်္လာနေ့ကစပြီးတော့အတက်ပြခဲ့တယ်ဗောနော်ဒီမှာဆိုရင်9ရက်စတိုက်လောက်အတက်ပြခဲ့တယ်အ6ရက်စတိုက်ဗောနော်9ရက်ဆိုတော့6ရက်စတိုက်လောက်အတက်ပြခဲ့တယ်ပြီးတော့ကျွန်တော်တို့အဲပြီးခဲ့တဲ့ပတ်ကျတော့ဘေးတောက်ကြမှာပြန်ကျတယ်ဗောနော် ဒီအနေအထားကြည့်မယ်ဆိုရင်တော့ကျွန်တော်ကအကြပတ်ဆက်သွားမယ်အနေအထားမျိုးရှိတယ်လို့ကျွန်တော်ရေးဘူးရအပြင်သုံးသပ်လို့ရတယ်။ဘာလို့လဲမြင်မယ်ဆိုရင်တကယ်လို့ဒါအကြပတ်ဆက်သွားမယ်အနေအထားမျိုးမရှိဘူးဆိုရင်ပြကျွန်တော်တို့ဒီကျွန်တော်တို့ကမ္ဘာရွှေစီရတီတနင်္လာနေ့ရက်ဈေးအသက်သုံးဒီမှာဆိုဈေးအသက်သုံးကျွန်တော်တို့အပေါ်ချုံအောက်ချုံတော့မပါလေကျွန်တော်ဈေးအသက်သုံးအားကောင်းတဲ့ဈေးအသက်သုံးဒီအပေါ်မှာပြိမာဖြစ်ပါတယ်။အဲ့ဈေးအသက်သုံးပေါ်ဆိုဘယ်လောက်လဲမြင်ဆိုကျွန်တော်၄135အထက်လောက်ပေါ့နော်။တရက်တာနေထားအားမြင်ပြောမယ်ဆို၄135အထက်လောက်မှာ အေးအေးဆေးဆေးပိတ်မှဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေရတပတ်တာပေးစီရ43844395မှာပိတ်ခဲ့တယ်ဟုတ်ပြီဒါကကျွန်တော်တရက်တာနဲ့ကြည့်တာဟုတ်ပြီကျွန်တော်တပတ်တာနဲ့ထက်ကြည့်ပြအောင်မယ်တပတ်တာပေါ့နော်ကျွန်တော်တို့တပတ်တာကြည့်ပဲဆိုရင်တပတ်တာမှာကျွန်တော်မှန်တဲ့ဈေးအတက်တက်ပြီးသွားတယ်ပုံမှန်အမြင်ကြည့်မယ်ဆိုဟာဈေးအတက်နဲ့ပြီးသွားဒါဆိုကျွန်တော်နောက်တစ်ပတ်ဈေးအတက်အကောင်းပါပဲဟုတ်ပြီဒါပေမဲ့ဒီမှာကျွန်တော်ကြည့်လိုက်ပါတော့ဒါကနောက်ဆုံးမြင်ခဲ့ရတဲ့ဈေးအကြောင်းဖြစ်ပါတယ် ကျွန်တော်တို့နီးပညာပိုင်းအမြင်အရဆိုရင်ဒီနောက်ဆုံးမြင်ခဲ့ရတဲ့ဈေးအကြတုံးရပါတော့အမြင်ဆုံးဈေးအမြင်ဆုံးဈေးဘယ်လောက်လဲလို့မြင်မှာဆိုဗျာကျွန်တော်တို့ဒီမှာအာ၄130ပေါ့နော်တကယ်လို့ဒါတောက်ချနေရတပတ်တာပိတ်ဈေးတာ4130အထက်မှာပိတ်သွားခဲ့တယ်ဆိုရင်ကျွန်တော်နောက်တော့ပထမဈေးကြလိုက်လိုက်ဝယ်မှာဖြစ်ပါတယ်ကမ္ဘာရွှေဈေး4300အထက်တိအသက်ပြန်သွားနိုင် ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေရတဲ့ဘက်တာပေးစီကျွန်တော်ကြည့်နေအောင်စောင့်ကြည့်နေအညာအောင်တောင်းတရာ30ထက်ပိတ်နေလားမပိတ်နိုင်ဘူး၄တောင်း30နားရောက်ပြီဆိုဈေးကပြန်ပြန်ကန်ကြလာ၄တောင်း105နဲ့၄တောင်း130ကြားရောက်ပြီဆိုဈေးကပြန်ပြန်ကန်ကြလာပြတဲ့ခါမှာကျွန်တော်အမြင်ပြောမယ်ဆိုရင်လာမယ့်အပတ်ထဲမှာကမ္ဘာ့ရွှေဈေးဈေးအကျအကောင်နာတော့မဟုတ်စီအနှင်းငယ်အာတာရာမျိုးကျွန်တော်မြင်ရနိုင်ပါတယ်တကုရှိရနော်တပတ်လုံးအတိုင်းတာရဒါမှန်ချင်းဖြစ်ပါတယ်ဒါတည့်ရတာမဟုတ်ပါဘူးအဲ့ဘက်ကမနေ့ပြန်ချက်ချင်းပြကဘာချွေစီရဟိုးအောက်ကြီးကြမယ်လို့ကျွန်တော် ပြောဆိုလို့နေရမဟုတ်ဘူးတပတ်လုံးအတိုင်းတရာဈေးအကျအကောင်းတာတော့မဟုတ်ဈေးအကျအနှင်းငယ်ဆက်အားတာတာမျိုးကျွန်တော်တို့မြန်နိုင်ချင်ရှိပါတယ်ပြီးကအပတ်ကလို့ပြောပြတင်းလာအင်ကပိုတပူကြတာပြပြဈေးတက်ပြတောက်ကြနေမှာထိုးကြတော့လည်းဖြစ်နိုင်တာပဲဒါမှမဟုတ်ပြတင်းလာအင်ကပိုတပူ၃ရက်တက်ပြကြတာပြတောက်ကြမှာပြန်ကြတော့လည်းဖြစ်နိုင်တာတင်းလာနေကြတဲ့ဈေးကြတာမျိုးလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်ကျွန်တော်လာမယ့်ပတ်ထဲမှာတော့ကျွန်တော်ဈေးအကျအားတာနိုင်ချင်ရှိရလို့ကျွန်တော်ရည်ဒီပေါ့နော်ဒီကန်တယ်ရဲ့အနေထားရကျွန်တော်တုံးတက်မိပါတယ် တကယ်လို့သာတောက်ချနေရတာအေး4130လို့4135အထက်တော့မှလွတ်ကျွတ်ပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်လာမယ့်အပတ်ကိုကျွန်တော်ဈေးဆက်တက်မယ်လို့ဈေးအတက်အားအားကောင်းမယ်လို့ကျွန်တော်သုံးတက်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကကမ္ဘာခြေစီဘလို့ရဆက်ဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တို့အချိန်တနာကြီးအတိုင်းတာနဲ့ကျွန်တော်ကြည့်လိုက်တကူကြီးကကျွန်တော်တုံးလိုက်ချက်တင်မှာကျွန်တော်ရန်အင်္ဂလိပ်လိုအသုံးတော်နေပေါ့တအားကြီးရှုပ်ထွေးမှအသုံးတော်နေကျွန်တော်တိတ်ပြောထားခြင်းတော့မရှိဘူးအဲ့အဖက်ကမှကျွန်တော်ကြွန့်ကျင်တယ်ပေါ့တချို့တော့ကမ္ဘာခြေ trader တွေက အတုံးတုံးနေပါကျွမ်းကျင်တဲ့ကိုအတွေ့အကြုံရှိနေပြီဆိုရင်တော့ကျွန်တော်ရဲ့ဒီတုံးတက်ချက်ဗီဒီယိုတွေကိုနည်းနည်းလေးနားလည်ပေးကြအောင်ကျွန်တော်မြင်တာကန်ချင်ပါတယ်ကျွန်တော်ရဲ့တုံးတက်ချက်ဗီဒီယိုတွေကိုကျွန်တော်လူတိုင်းနားလွယ်လွယ်အောင်လို့ကျွန်တော်ကတော့ရိုးရှင်းရှင်းအတုံးတုံးနေပညာရှင်ဆန်တဲ့အတုံးတုံးနေကိုကျွန်တော်ခဏဖိထားပြီးအောင်နော်ဒါလူတိုင်းနားလည်လွယ်မယ်အတုံးတုံးနေပဲကျွန်တော်တုံးတက်ပြောကြပြီးမှဖြစ်ပါတယ်အဲ့အပတ်ကမှတချို့တော့အတွေ့အကြုံရင်းနဲ့ကဘာချွေတွေတိုင်းနေနေကြတော့တချို့အတုံးတုံးနေရကြတော့ နည်းနည်းလေးတို့တို့ကအာအရေစကားဆန်နေတာမျိုးရှိနိုင်ပါတယ်အဲ့အကြောင်းအဲ့အရာလေးတော့နားလည်ပေးကြဖို့ကျွန်တော်ကြိုတင်ပြီးတော့ကျွန်တော်မေတ္တာရခံကြင်ပါတယ်ဟုတ်ပြီအဲ့အဖြစ်တကကျွန်တော်အချင်းတိုင်းအတိုင်းအတန်နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတော့အချင်းတိုင်းအတိုင်းအတန်မှာဆိုကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက်ပါဦးဒီမှာအခုံးလေးရောဒီမှာဒါဒါဈေးတက်တဲ့ဈေးတက်ပြီးပြန်ကြတဲ့ခုံတစ်ခုံနှစ်ခုံဒီမှာဆိုရင်နောက်တစ်ခုံအခုံးလေးပေါ့ကားငယ်ပုံလေးပေါ့ဗျာကျွန်တော်ဘာလို့ပြောလဲကားငယ်ပုံလေးတွေဖန်တီးနေတဲ့ပုံစံကိုတွေ့ရတယ်ဟုတ်ပြီ မနေ့ကတနင်္လာနေ့မှာပဲကပ္ပချွေစီတက်မယ်ဆိုကြပါစို့ပြန်တက်မယ်ဆိုရင်တော့ဘလောက်အထိပဲကျွန်တော်တို့ဟိုဈေးကအကြပဲပဲဆက်ရှိနေမယ်ဆိုဘလောက်လောက်အထိပဲကျွန်တော်တို့ကအများဆုံးမှန်းလို့ရမလဲလို့မေးမယ်ဆိုရင်ကျွန်တော်ဒီဝင်းကျင်ပါဗျာကျွန်တော်၄၁၀ကဘာချွေစီရလာမယ့်အပတ်တွင်မှာဈေးအကျပတ်ဆက်သွားမယ်ဈေးအကျအားဆက်ရှိနေမယ်ဆိုရင်ကျွန်တော်တို့က၄၁၈၀အထက်မှာအချိန်၄နာရီအတိုင်းတာအပိတ်ဈေးနဲ့ ဖောက်တက်ပြီးမပိတ်နိုင်ဘူးလိုအပ်တယ်ခင်ဗျာဟာဒီမှာအချင်းတစ်တိုင်းအတိုင်းတားနဲ့ကြည်ပြီးဘာလို့အချင်း၄နိုင်အတိုင်းတားလို့ပြောတာပြောရလဲလို့မေးစရာရှိတယ်ပေါ့ကျွန်တော်တို့ကအဲတပတ်တာနေထားတော့တုံးတက်မယ်ဆိုရင်တော့အချင်း၄နိုင်အတိုင်းတားပေါ့နော်ပုံမှန်တရက်တာဆိုရင်တော့ဒီအပေါ်မှာဈေးတရက်တာတနားကြီးဈေးပိတ်သွားရင်ဈေးဆက်တက်မယ်ဘာညာပြောရပေါ့ဒါပေမဲ့တပတ်တာမှာကျတော့ကျွန်တော်အချင်း၄နိုင်အတိုင်းတားလောက်နဲ့မှဟိုဟာဖြစ်တာအာတုံးတက်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ခင်ဗျာဒီမှာအချင်း၄နိုင်အတိုင်းတားနဲ့ဒီ၄၁၈၀ဈေးတန်းအထက်မှာဖောက်တက်ပြီးမပိတ်နိုင်ဘူးဆိုရင်တော့ ကဘာရွေစီကအကြပဲဆက်ရှိတော့ဒီမှာသူဘလောက်ပဲဆွတ်တင်ဆွတ်တင်ပြပြန်ကြလိုက်လေးတစ်ခုနှစ်ဆယ်အထက်မှာတော့အချိန်တနာရီအချိန်စောရီတနာရီပြောအချိန်၄နာရီအတိုင်းတာအပိစိကျွန်တော်တို့ market ခေါ်ရ H4 Book Canister နဲ့ဖောက်တက်ပြီးမပိတ်နိုင်ဘူးအရေးကြီးတယ်အဲ့လိုမပိတ်နိုင်ဘူးဆိုရင်တော့ကဘာရွေစီတော်သူဘလောက်ပဲတက်ပါစေဈေးတက်တိုင်းကျွန်တော်လိုက်ရောက်လို့ရတယ်အဲ့ဆိုကျွန်တော်ကကဘာရွေစီတကယ်လို့ဈေးပြန်ဆွတ်တင်နေဆိုပြလေးတစ်ခုနှစ်ဆယ် ်ဝင်ကျင်ရောက်ပြီဆိုရင်လေတိ60လို့လေတိ80ဝင်ကျင်ရောက်ပြီဆိုရင်ကမ္ဘာရွှေကိုကျွန်တော်တို့ရေတိုပြန်ရောင်းလို့ရပါတယ်ဘယ်ချိန်မှာအရှုံးပိုင်းမလဲလေတိ80ဈေးတန်းအထက်မှာကမ္ဘာရွှေစီအချိန်လေးနိုင်အတိုင်းသာပိတ်စီနဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့အဲ့ဒီအယောင်အော်ဒါကိုအရှုံးပိုင်းပြီးတော့လိုက်ဝဲပါအဲ့လိုဖောက်ပိတ်သွားရင်တော့ကျွန်တော်ဘလောက်ထိတနိုင်နိုင်မှာဆိုရင်ကျွန်တော်တို့လက်ရှိအချိန်ဒီအမြင့်ဆုံးတက်ခဲ့တယ်ဗျာ4240လို့90လို့နာတီတက်နိုင်တယ်အဲ့ဒါဆိုရင်တော့အယောင်တွေကိုအရှုံးနဲ့ပိတ်ပြီးတော့လိုက်ဝဲ၄နှစ်၄၀၄နှစ်၃၀ဒီတာဂက်ထားပြီးတော့ကျွန်တော်အမြတ်ပိုင်းစေတန်းကြည့်လို့ရတယ် အချိုးပိုင်းဈေးနှုန်းကတော့၄တိ80အောက်လောက်ပေးပါเนาะ၄တိ80အထက်မှာအချိန်လေးနိုင်တိုင်းတာပိတ်ဈေးနဲ့ဖောက်မပိတ်မချင်းเนาะရောင်းအချုံပိုင်းစီတန်းကကျွန်တော်ခုနကအချုံပိုင်းစီတန်းကကျွန်တော်ခုနလိုမျိုးရောင်းအောင်ကြောင့်အတိအကျပေးလို့မရဘူး၄တိ80%မှာအချိန်လေးနိုင်အတိုင်းတာပိတ်စိနဲ့ပိတ်မှာအချုံနဲ့ပိတ်အမြတ်ပိုင်းစီတန်းကတော့ကျွန်တော်ဘယ်လောက်ထိယူလို့ရလဲမိမယ်ဆိုရင်ကျွန်တော်တို့ကအနည်းဆုံးဗျာ၄60အများဆုံးအနေနဲ့ကျွန်တော်ဒီလောက်ထိယူလို့ရပြ3900 30ဒီပိုင်းအထိယူလို့ရတယ်ဒါကတော့ဒီဘက်လုံးတိုင်းနိုင်ငံအရောင်းဝယ်လုပ်ရမယ့်စိတ်ဓာတ်ပြောချင်းဖြစ်ပါတယ်ဟုတ်ပြီကမ္ဘာ့ရွှေ့စီအကြပဲတည်ကြဖို့အတွက်ဆိုရင်တော့ကျွန်တော်အချိန်လေးနိုင်ငံတိုင်းနာပေးစင်းနဲ့ဒီတည်ကြပြောမယ်ဆိုပြကျွန်တော်တို့၄45အောက်လောက်မှာကျွန်တော်တို့ကပိတ်နိုင်ဖို့လိုအပ်တယ်ဗျာ၄45အောက်မှာကျွန်တော်တို့ကမ္ဘာ့ရွှေ့စီအချိန်လေးနိုင်ငံအတိုင်းတာပေးစင်းနဲ့ဖောက်ကြပြီးပိတ်သွားနိုင်ပြီဆိုရင်တော့ကမ္ဘာ့ရွှေ့ကိုကျွန်တော်တို့နီးပညာပိုင်းရ၄00စီးတန်းအောက် လာမယ့်ပတ်သင်းမှာကြာတာကိုမြင်ရနိုင်ပါတယ်။အဲဒါကြောင့်ကျွန်တော်နောက်တစ်ပတ်တင်စောင့်ကြည့်ရမစီတာနှစ်ခုပဲရှိတယ်။အပေါ်၄၁၀အောက်၄၄၅၄၁၀အထက်မှာအချင်းလေးနိုင်အတိုင်းသားပေးစင်းနဲ့ဖောက်တက်ပြီးပင်ရင်အသက်ပြန်လာမယ်။4045အောက်မှာအချင်းလေးနိုင်အတန်းတာပေးစင်းနဲ့ဖောက်ကြပြီးကျွန်တော် market ခေါ်ရ H4 bag canness တင်တဲ့ဖောက်ကြပြီးပိတ်သွားရင်အကြပြတ်လာပါ အဲ့လိုမဖောက်ပေးသွားရင်ထက်ရောက်လို့ရတယ်ကိုကပြဒီအသက်ကိုပြန်ဆွဲမတင်မနဲ့ဈေးကကျသွားလို့ဒီ၄၄၅အမှအချင်းလေးနိုင်တဲ့နာပဲစင်းနဲ့ဖောက်ကြရေးပိတ်သွားရင်လိုက်ရောက်ကျွန်တော်တို့ဒီလောက်အထိကျနိုင်တယ်ဒီတော့တရာ90 sorry 4000 3900 sorry 4000လောက်ဖြစ်သွားတယ်အာ3950လို့3900 3930လို့3900 30လို့ဒီဈေးကျနိုင်ရရှိပါတယ်ဘယ်ချိန်မှာအရှုံးပိုင်းမလဲဒီအရောင်ကိုဒီ4045အထက်မှာအချင်းလေးနိုင်အတိုင်းတာပိတ်ဈေးနဲ့ဖောက်သက်ပြီးပြန်ပိတ်သွားရင် အရှုံးပိုင်းမှာခင်ဗျ ဒါကတော့အခုလာမယ့်တပတ်တာအတွင်းမှာကျွန်တော်တို့အယောင်းဝယ်လုပ်ရမယ့်စည်းတမ်းလေးလေးဖြစ်ပါတယ်။ဟုတ်ပြီ။အခုလာမယ့်တပတ်တာရဲ့ပေါ်တောက်ကြနေတပတ်တာအပိတ်စေးဘယ်ပေါ်မှာပိတ်ရင်နောက်အပတ်ဒီမှာဈေးအတက်အားဆက်ကောင်းမယ်ဘယ်အောက်မှာပိတ်ရင်ဈေးအကျအကောင်းနိုင်မလဲဆိုတာလည်းကျွန်တော်ဒီမှာအချိန်တပတ်အတိုင်းတိုင်းနဲ့ကျွန်တော်တွားကြည့်လိုက်အောင်ပေါ့နော်။ဟင်းရောနည်းနည်းလေးဟောလို့လဲမလားအခုလာမဲ့တပတ်တာအပိတ်စေးတာကျွန်တော်တို့3900 90အောက်ပြ3990အောက်မှာဈေးပိတ်နိုင်ရင်တပတ်တာဈေးပိတ်နိုင်ရင်ကပ္ပရွှေကိုကျွန်တော်တို့အခုလာမယ့်ပတ်သက်မှာ3800အထိမကြရင်တော့မှနောက်လာမယ့်ပတ်သက်မှာအနည်းဆုံး3800အထိအကြမြင်ရနိုင်ပါမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့အခုလာမယ့်တပတ်တာပိတ်စေးတာကျွန်တော်တို့၄၁၃၀အထက်မှာတပတ်တာဈေးပိတ်သွားရင်တော့ကမ္ဘာရွှေကိုနောက်လာမယ့်အပတ်ထက်မှာ၄၃၀၀အထက်ထိဈေးအသက်ကျွန်တော်တို့မှန်းလို့ရပါ အဲ့ဒါကြောင့်အခုလာမယ့်ကျွန်တော်တို့ပြန်ဒုံဘာလာတတိယအပတ်တပတ်တာပိတ်စီတောက်ကြနေတပတ်တာပိတ်စီက4130အထက်ပိတ်မလား3990အောက်ပိတ်မလားဆိုတာကျွန်တော်တို့စောက်စိတ်ဝင်စားဖို့ရစောင့်ကြည့်ရဖြစ်ပါတယ်ဘယ်ဘက်ပိတ်မလဲဆိုတော့ဘယ်သူမှတတ်မပြောနိုင်ဘူးကျွန်တော်စောင့်ကြည့်ရမယ်ဘာလို့လဲမဲဆိုကျွန်တော်တို့ကကဘာခုနပြောတော့ကျွန်တော်ကဘာချွေဈေးကွက်မှာကျွန်တော်ခုနကန်တယ်အနေထားကြီးကကြာမယ်လို့ပြောခဲ့ဒါကဒါမှန်းချီတာဖြစ်ပါတယ်မှန်းချီဒီလိုအနေထားကြီးကြောင့်ကြာနိုင်ချေရှိတယ်ပေါ့နော် ဂျင်းတေပေါက်ကြမယ်လို့ဆိုလို့ခြင်းမဟုတ်ပါဘူးကျွန်တော်တို့ကရောင်းဝယ်လုပ်ငန်းမှာကကျွန်တော်တို့မိုးလေဝသခံမှန်းတယ်လို့ပုံစံမျိုးပါပဲကျွန်တော်တို့ကရွာရန်ရာကင်တော့ဘယ်လောက်ရှိတယ်လဲရွာရန်ရာနှုံးပြည့်လို့ပါလို့ဆိုတာကျွန်တော်အာမတွေ့ရတဲ့လောက်ရှာပါတယ်အဲ့လိုပဲဒီမှာလဲကဘာချွေစီကြဖို့100%တေးကြတယ်ဂျင်းတေပေါက်တေးကြတယ်ကဘာချွေစီတက်ဖို့တရားကနုံးတေးကြတယ်ဂျင်းတေပေါက်တေးကြရဲဆိုတာမျိုးမရှိပါဘူးကျွန်တော်ကဖြစ်လာတဲ့ဈေးကွက်အနေထားလေးဒီလိုကန်တယ်အနေထားလေးကျွန်တော်အဲ့အရာတွေကိုကျွန်တော်သုံးသက်ကြည့်ပြီးတော့ဟောကြဖို့များတယ်တက်ဖို့များတယ်ကျွန်တော်သုံးသက်ကြည့်ခြင်းဖြစ်ပါကျွန်တော်လွဲတဲ့ဟာတွေမရှိဘူးလားရှိတာအများကြီးပဲ ဒါပေမဲ့ကျွန်တော်ဖြစ်နိုင်ခြေရာခိုင်နှုန်းများတဲ့ဟာကိုသုံးသပ်ရခြင်းပြစ်တာပတ်သက်ခါမှာကမ္ဘာ့ရွှေရောင်းဝယ်ဈေးကွက်မှာဟာကြားဖို့ကျင်းတည်တယ်တက်ဖို့ကျင်းတည်တယ်ဆိုတော့သုံးသက်ချက်တွေကဒါကအဲရောင်းဝယ်လုပ်ငန်းရဲ့သဘောတဘောဝါနဲ့စန့်ကျင်နေတဲ့သုံးသက်ချက်တွေဖြစ်ပါတယ်ကျွန်တော်ကဖြစ်တန်စွမ်းနဲ့ဖြစ်နိုင်ခြေကိုအခြေခံပြီးတော့သုံးသပ်ရတာပတ်သက်ခါမှာကျွန်တော်ကြနိုင်ခြင်းများလေတက်နိုင်ခြင်းများလေအဲ့လိုလောက်ပဲကျွန်တော်သုံးသပ်ပြလို့ရပါလိမ့်မယ်တချို့တော့လူတွေလာမိကြတယ်ပေါ့ကျင်းတီပေါက်တက်မှလားကျင်းတီပေါက်ကြမှလားအဲ့ရမျိုးကြတော့ကျွန်တော်လည်းတက်အဖြစ်ပူရတော့ အဆင်မပြေဘူးပေါ့နော်ဘာလို့လဲမလဲဆိုကျွန်တော်လည်းအစည်းကွက်ချင်းတွေတုံးတက်ရပြတယ်ဈေးကွက်ချင်းတွေဆိုတာကျွန်တော်တို့ပြတရက်မပြောနဲ့အချိန်တနာကြီးအချိန်နိုင်ဝက်အချိန်တမနစ်တွင်းမှာတော့တင်းလင်းတစ်ချက်ကြောင့်ကျွန်တော်တို့ကဈေးကတက်နေရနေကြသွားတာမျိုးကြနေရနေတက်သွားတာမျိုးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်အယောင်ဝယ်ဈေးကွက်မှာဘယ်ဟာဦးမှကျွန်တော်တို့ပုံသေးကျင်းသေးပေါက်ဖြစ်မယ်လို့ပြောလို့မရပါဘူးအဲ့အရာလေးကိုလည်းကျွန်တော်တို့သတိထားဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့သတင်းပောင်းကိုတွားကြည့်မယ်ဆိုရင်လာမယ့်ပတ်တည်းကသတင်းတွေပြီးခဲ့တဲ့ပတ်ကတော့သတင်းပါမရှိဘူးသတင်းတိတ်မထွက်ခဲ့ဘူးပေါ့နော် တင်းတိတ်မထွက်ခဲ့ဘူးတေးကြီးတဲ့တင်းတစ်ခုမှမထွက်ဘူးအခုလာမဲ့ပတ်သက်မှာတော့အရေးကြီးတဲ့တင်းဆိုရင်ကျွန်တော်တို့ကအာပိုတိုကနီညမှာအမေရိကန်ဘိုးဘန်စီဝေးရှိရတတိယတော်သားပြအဲ့အမေရိကန်ဘိုးဘန်စီဝေးကကဘာရွှေစည်းရတဲ့ပေါ့နော်ကျွန်တော်တို့လောင်လောင်စာတစ်ခုလိုမျိုးဖြစ်လာတယ်ဟိုမှာအသက်ဖက်ပြန်သွားဖို့အကြပတ်ဆက်စင်ဖို့လောင်စာတစ်ခုလိုမျိုးဖြစ်လာအဲ့အမေရိကန်ဘိုးဘန်စီဝေးကစွနီချက်တွေပြောကြချက်တွေသူတို့ရဲ့ထုတ်ပြန်ချက်တွေကိုတတိထားဖို့လိုအပ်တဲ့ပိုတိုကနီညကျွန်တော်တို့ဗမာစံတော်ကြီးကျွန်တော်ညတနာရီခွဲမှာထွက်ဖို့ရှိတယ် ပြီးရင်ကျွန်တော်တောက်ကြာကျွန်တော်ပရင်းတော့ကျွန်တော်ပရင်းနေမှာဆိုရင်ကျွန်တော်ဖီလာဒေးဗီယာပြည်နယ်ရဲ့ကွန်ထရိုးမှုအညုံငိမ့်ထွက်ဖို့ရှိတယ်ပြီးရင်အေဇေးတင်ဟ ோம் ဆဲထွက်ဖို့ရှိတယ်အေဇေးတင်ဟ ோம் ဆဲကတော့အရင်လာတဲ့ထွက်မမှန်းထားတယ်ပေါ့ပြီးရင်ကျွန်တော်တို့တောက်ကြာနေမှာတော့အဲကွန်ထရိုးမှုအညုံငိမ့်နဲ့ဝန်ဆောင်မှုအညုံငိမ့်နဲ့ထွက်ဖို့ရှိတယ်တည်င်းရနေတာဖြစ်တဲ့အခါမှာကျွန်တော်ရှိတဲ့တည်င်းလောက်ကပဲ effect ဖြစ်တာမျိုးဖြစ်နိုင်ပါတယ်အဲသူတပြင်ဗိုလ်တုံးနှင်းညအမေရိကန်ဘုံပန်စည်းဝေးကိုတတိထားပါအမေရိကန်ဘုံပန်စည်းဝေးရဲ့အနေထားက ကျွန်တော်လာမယ့်အပတ်ကမ္ဘာရွှေ့ဆေးပေါ်သတင်းပိုင်းရာကောင်းကောင်းကြီးတက်ရောက်မှုရှိနိုင်ပါတယ်။ပြီးရင်ကျွန်တော်ဒေါ်လာအင်းတက်ကိုကြည့်မယ်ဆိုဒေါ်လာအညွန်ကင်းကတော့ကျရာပရင်းနေတော့ကျွန်တော်68 69အောက်တောင်ရောက်သွားတယ်။ဒါပေမဲ့တောက်ကြနေမှာတော့69ထက်ပြန်တက်လာခဲ့တယ်။ဒါပေမဲ့အားရဖို့ကောင်းတဲ့အသက်မျိုးတော့မဟုတ်သေးဘူးဗျ။ဒေါ်လာအညွန်ကင်းတာတရအထက်တာကောင်းကောင်းပြန်ရောက်ခဲ့ရင်တော့ကမ္ဘာရွှေ့ဆေးကျွန်တော်သတင်းပိုင်းရာအကြအားဆက်ကောင်းဖို့မှန်းလို့ရ။ဒါပေမဲ့ဒေါ်လာအင်းတက်ရဲ့အဲအသက်အားကလည်းတိတ်တော့အားရဖို့မကောင်းသေးဘူး။ အဲ့ဒါကြောင့်ကျွန်တော်တပတ်ကကဘာရွှေစင်းနေသားကိုလည်းကျွန်တော်တတိသားစောင့်ကြည့်ဖို့တော့လိုအပ်တယ်။အဲဘာလို့လဲမဲ့ဆိုတော့ဒေါ်လာအင်းတက်ကြီးကျွန်တော်ပြန်ကျသွားပြီဆိုရင်ကဘာရွှေစင်းရလည်းမထင်မှတ်ဘဲနဲ့ပြန်တက်သွားတာမျိုးပြီးခဲ့တဲ့အပတ်တနင်္လာနေ့ကနေပြပဒဝန်းနေ့လောက်ထိဝန်နိုင်ချက်တက်တာမျိုးတွေကျွန်တော်မြင်ရမှလားတော့မသိဘူးပေါ့နော်။အဲ့ဒါကြောင့်ဒေါ်လာအင်းတက်နေသားကိုလည်းစောင့်ကြည့်ပါ။အာကဘာရွှေနဲ့ဒေါ်လာအင်းတက်အနေသားကတော့တရင်ပိုင်းရဆိုရင်တော့ပဒဝန်းနေ့ညမှာမှအဖြေပို့ဖို့တနည်းအားဖြင့်ပဒဝန်းနေ့တည့်ရတာအပိတ်စေးကိုစောင့်ကြည့်ပြီးမှကျွန်တော်တို့အဖြေထုတ်ဖို့ရဖို့ များတယ်လို့တော့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျအဲ့အမေကန်ပုံပန်စီဝေးပြီးပေါ့အာကမ္ဘာရွှေရဲ့ဘုံနဲ့တည့်တာပိတ်စေးရအတအားကောင်းကောင်းနဲ့ပိတ်မလားအကြနဲ့ပိတ်မလားအဲ့အရာကိုကြည့်ပြီးတော့ကမ္ဘာရွှေစီစေးဆက်တက်မလားစေးပြန်ကြနိုင်မလားဆိုတာကျွန်တော်တို့ကောင်းကောင်းသုံးသပ်ကြည့်လို့ရပါတယ်အဲ့အရာကိုလည်းကျွန်တော်ဘုံနဲ့တည့်တာသုံးသပ်ချက်မှာကျွန်တော်ထည့်သွင်းပြီးတော့ကျွန်တော်ပြောကြပြပါမယ်အဲ့လာကြောင်လက်ရှိ ကဘာချွေစီရဲ့တပတ်တာသုံးသက်ချက်အရဆိုရင်ကျွန်တော်အမြင်အရဆိုရင်ပေါ့နော်ကျွန်တော်ဒီကန်တယ်တွေပါရင်သုံးသက်ချက်အရဆိုရင်တော့ကျွန်တော်တော့အကြအားဆက်ချီနိုင်တယ်သုံးသက်ပြီးတော့တခုရှိတာတပတ်လုံးအတိုင်းအတာရအကြရှိတယ်လို့သုံးသက်ထားခြင်းဖြစ်ပါတယ်ဈေးပြန်ကန်တက်တာမျိုးလည်းဖြစ်နိုင်တယ်ဈေးပြန်ကန်တက်တဲ့ချိန်မှာလည်းကျွန်တော်ဘယ်ဈေးဒီမှာရောင်းတင်တယ်ဘယ်ဈေးအပေါ်မှာဖောက်မပိတ်မချင်းတော့ဈေးဆက်တက်ဖို့မဖြစ်နိုင်သေးဘူးအဲ့အရာလေးကိုဆိုတော့အဲ့အရာလေးကိုလည်းကျွန်တော်ဤပညာပိုင်းကသုံးသက်ချက်မှာထည့်သွင်းသုံးသက်ပြောကြားပြီးသွားပြီးဖြစ်ပါတယ်တရင်ပိုင်းရဆိုရင်တော့ကျွန်တော်တအားကြီးတတိထားစရာတော့မရှိပါဘူး breaking news တွေပါရတော့ ဒီကာလမှာတော့တိတ်တော့မထွက်ဘူးပြဒါပေမဲ့လည်းတတိတော့ထားပါတော့တတိထားပြီးတော့ကျွန်တော်တို့ရောင်းဝယ်လုပ်ပါလက်ရှိကမ္ဘာရွှေဈေးကွက်အနေထားတော့ကျွန်တော်တက်လွယ်ကြလွယ်ပါတယ်တက်လွယ်ကြတဲ့အခါမှာရှုံးနယ်မြက်လွယ်ကောင်းလာလို့မြင်မဲ့ဆိုကောင်းတော့ကောင်းပါကိုကရောင်းကိုကမှန်ကန်တဲ့ဘက်ရောင်းဝယ်လုပ်ပြီးရဆိုရင်တော့မြင်မြန်အမြင်ရပါဘောဒါပေမဲ့လည်းမှားတဲ့ဘက်ရောင်းဝယ်လုပ်မိတယ် risk management မလုပ်ထားဘူးဆိုရင်တော့ကိုယ့်တက်ကဆုံရှုံမှုကကြီးများသွားနိုင်ပါလိမ့်အဲ့ဒါပြတဲ့ကကျွန်တော်ဒီကာလမှာရောင်းဝယ်လုပ်ပြီးဆိုရင်လည်းအလွန်ကျွံရောင်းဝယ်နေမလုပ်ကြဘူး risk management တရားလောက်ထားဖို့လည်းကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ဒါလေးကတော့ကျွန်တော်ရဲ့အခုလာမယ့်နိုဝင်ဘာလတတိယပတ်ကမ္ဘာ့ရွှေစည်းကွက်တောင်းတချက်ဗီဒီယိုဖြစ်ပါတယ်။အခုလိုတောင်းတချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow လေးလောက်ထားကြပါခင်ဗျ။ပြီးတော့ကျွန်တော်ဒီမှာဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံသတင်းတွေကိုကျွန်တော်ရဲ့ Facebook မစင်ကြကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber တွေကနေကျွန်တော်ရဲ့ TikTok account တွေကနေဆက်သွယ်စုံစမ်းမိမဲနိုင်ပါလေခင်ဗျကဘာချွေထိတာအားလုံးပဲအခုလာမဲ့ November လတတိယပတ်တပတ်တာတွင်မှာကဘာချွေစည်းကွက်အသက်ကြောင်းမှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမဲ့များများပါဆက်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ